အပြည့်တုဒ္ဒဆာဘေနဲ့ရတ္တဆာဘေဆိုပြီးနှစ်မျိုးရှိပါတယ်ဗျာတုဒ္ဒဆာဘေကဥနှောက်ကိုအလုပ်လုပ်ပေးပါတယ်ဗျာရတ္တဆာဘေကတော့နှလုံးသားကိုအလုပ်လုပ်ပေးရဖြစ်ပါတယ်တုဒ္ဒဆာဘေအခက်များလို့ရှိရင်ရတ္တဆာဘေမခက်ခဲနဲ့တုဒ္ဒဆာဘေပဲအခက်များမယ်ဆိုလို့ရှိရင်အဲ့ဒီကအတက်ကြည့်လာပါတယ်ဗျာအရာရာမှာငါအောင်မြင်ဖို့ဘလူးဘလုံးနေနေငတိမာရင်ပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ဗျာအရာရာမှာငါကိုနိုင်ရမယ်ငါအောင်မြင်ရမယ်ဆိုတာဖြစ်လာတယ် ဟုတ်ပြီဒါဆိုရင်ရတ္တစာပေအခန်းများရောမဖြစ်လဲဆိုရင်တုဒ္ဒစာပေမဖတ်ဘဲနဲ့ရတ္တစာပေကြည့်ပဲအခန်းများမယ်ဆိုရင်အဲ့ဘောကဘာဖြစ်သွားမလဲဆိုလူအားကြီးဖြစ်သွားတယ်ဗျာနေရာတကအာအရှုံးပေးလိုက်မယ်လောက်တော့ကွာနေလိုက်ပါတော့ရပါတယ်ငါပဲဆုံးလို့ပေးလိုက်ပါမယ်အရာရာအရှုံးပေးမယ်ဆိုရင်စင်တယ်လူအားကြီးဖြစ်သွားတယ်လူရုပ်လူအားကြီးဖြစ်သွားတယ်ဗျာအဲ့တော့ကျွန်တော်ကမြန်မာနိုင်ငံမှာဆိုရင်ခုနောက်ပိုင်းထွက်တဲ့စာအုပ်တွေအားလုံးကတုဒ္ဒစာပေများတယ်ဗျာကြည့်လိုက်မယ်ဆိုရင်ငါတွေ့ငါရှိရဲ့ ဂရုစိုက်ခြင်းအမှုခြင်းပြ I don't care ဆိုတာမျိုးတွေအများကြီးထွက်တယ်အဲ့တော့ဗာပြဿနာတွေဖြစ်လာလဲဆိုမြန်မာနိုင်ငံမှာအရာရာမှာသူမိသားလမ်းခွင့်မယ်ဆိုရင်မရဘူးမင်းကငါယူဝယ်ယူမယ်ဟုတ်လို့ငါလမ်းခွင့်ပဲနည်းနည်းငါအဆင်မပြေအဆင်မပြေအတက်ကြီးသွားတယ်ဗျာငါမရရင်ဒီဒုက္ခပေးမယ်ဆိုတဲ့အစဉ်မျိုးအတက်ကြီးသွားနောက်ဗာသူမိသားချင်းတွေနဲ့တက်ပြီးတော့ဆွဲကြိုးတွေလက်စွပ်တွေယူသွားနောက်တရားနဲ့တွဲမယ်ဆိုလို့ချင်းဒါနဲ့ချိုးအဲ့ဒါရဒီလိုတကယ်ဒါသုဒ္ဓဆပ်ရဲ့ ရိုက်ခတ်မှုတွေဗျာလူအထက်ကြီးသွားတယ်လူကအဲငါပိုင်ကိုပိုင်ဆိုင်မှာဖြစ်တယ်သူတို့ဘာမှမသိတော့ဘူးလဲဆိုရင်သူဆွန့်လွတ်ပေးခြင်းရဲ့အရသာအနစ်နာခံပေးခြင်းရဲ့အရသာတွေသူတို့မသိတော့အဲ့တော့ပြောလို့ဒီနေ့ကြောက်တာရဲ့ခံပါလေရတ္တစာပေမရှိဘူးသူကသူရစာပေကြီးပြောသွားကြဘာသာရေးစာပေနှစ်ခုပါဒါအဲ့တော့ပြောလို့အတ္တကြီးရဲ့လူလူဖြစ်နေတယ်ပေါ့နော်အဲ့တော့ပြောရတော့စာပေကိုမြန်မြန်အားပေးရမှာဖြစ်ပါတယ်ဗျာ။အားလည်းဒီလိုပထမဆုံးမျှဝေလိုပါဗျာ။နောက်တစ်ခုကဘာလဲဆိုတော့ကြပြာပေါ့ဗျာ အဲဒီတော့ကဗျာမှာဒီဥစ္စာကိုခေါင်းစဉ်ပေးကြတာမော်ဒန်ကဗျာမိတ်ဆက်ပေါ့ဗျာကဗျာဒီမှာဇလန်းရှိပါလေဗျာသူဟန်တူသူဇလန်းလေးသူရှိကြအဲဒီတော့ပထမဆုံးမြန်မာကဗျာနဲ့မော်ဒန်ကဗျာမတူပါဘူးဗျာအမြန်မာကဗျာကဘာနဲ့ရေးလဲဆိုရင်သူကစီနကန်နဲ့ရေးရတယ်အာစကလုံးလေးလုံးနဲ့ရေးတာရှစ်လုံးခွဲတည်းရှိရဲ့အဲ့လိုရှိကြလင်္ကာတွေချိန်ပြီးရေးကြတယ်ဥပမာဖြစ်ပြောလို့ရှင်မရန်ဖတ်ပါလာရဲ့ နှမလက်လျှော့နေလေတော့ဆိုတာခင်ဗျာသူကဇာတ်လမ်းရှိရတယ်။ဝဏ္ဏပပကိုရှမာရထသာတာလူဘွားတော်ဝဏ္ဏပပကိုကြိုက်တယ်16နှစ်မှာကိုရင်ဝတ်တယ်အသက်20ပြည့်တော့ရဟန်းဘောင်တက်ရမလားဝဏ္ဏပပနဲ့ပဲလူထွက်ပြီးယူရမယ်သူခွဲခြားမရဘူးအဲ့ချိန်မှာသူအဲ့ကြပြာကိုရေးတာဗျာနှမလက်လျှော့နေလေတော့ကြပြာတောင်းတော့တောင်းလို့ဒီဥရေနိသင်စတိုင်းကျင်၍ဆိုတောင်းလို့လေးလုံးလေးလုံးစီတော့ရေးသွားတယ်နေမှာကြပြာမှာအဲ့လိုရှိရတယ်ဒါဆိုရင်တို့မော်ဒန်ကြပြာမှာအချိန်များလူတွေတိကျမရှင်းတော့ပါဗျာမော်ဒန်ကြပြာပြောပါမယ်ဗျာ မော်ရယ်ကမြမှာကျတော့စိတ်မရှိခိုင်းမရှိဘူးရေးတာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးမော်ရယ်ကမြမှာအလုံးရေကန့်တမထားဘူးကာယနဲ့ level ရတဲ့လောက်အရေးပါမယ်လေသူကနမိတ်ပုံဆိုတာအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ခုယူလာပါတယ်သူဒီကပြားလဲရေတို့တက်ကတော်နဲ့ဇာလန်းရှိပါတယ်အဲ့ဒီကဒီကပြားလေးကဒီကပြားတော့မဟုတ်ပါဘူးဒီကတက်ကတော်မဂဇင်းကိုပို့တဲ့ကျောင်းသားတယောက်ရေးထားတဲ့ကပြားဖြစ်ပါတယ်ဗျအဲ့ဒီကပြားဒီက power point လောက်လာပါတယ်ဗျာဒီကတစ်ချက်လောက် power point ပြပြပေါင်းတယ်အရင်ကောင်းတဲ့ကပြားဗျာ သူ့ရဲ့ဇာတ်လမ်းကိုဒီတော့ပြောပြပါမယ်ညာအာရရိုးဝိဒါဒီကပြပါဗျာကြပြနာကြီးကြပြကောင်းစီရနာကြီးဘသူလက်ဆော့ပြီးတော့ချိန်ပြီးလာတက်သွားတယ်ဇောချွေးပြန်နေရတဲ့ကြာသွေးခုံတန်ကိုညှိပါမလွယ်ခါဘူးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကြီးညနာအတုတွေကိုအလေးအကျဉ်းပြုတ်နေရတဲ့နေဆက်သူဟာဒုက္ခ ဝင်းကြီးလုံးပါတယ်ဒါလည်းကြကြတာပဲအဲ့ဟုတ်ကဲ့ဒီမှာနမိတ်ပုံဘယ်လိုတောင်းလဲဆိုတာလေးပြောဒီကြပြနဲ့မိတ်ဆက်ပြီးတော့ပြောချင်တာဒီကြပြရဲ့တက်ကတုံကြပြဖြစ်ပါတယ်ဗျာအရင်ကောင်းတဲ့ကြပြဖြစ်ပါသူကဘာနဲ့နမိတ်ပုံပြလဲဆိုတော့နာယီနဲ့နမိတ်ပုံပြပါတယ်ဗျာနာယီခေါင်းစဉ်ကနာယီပါဗျာပြင်ဘသူလက်ဆော့ပြီးချိန်ကြီးလာတက်သွားတာလေကဘာပြောတာလဲဆိုရင်ပြောတော့ကိုတော့ကနာယီတဲ့တခဲလည်းမဟုတ်ပါဘူးဗျာသူကနာယီမှာချိန်ကြီးပါပါတယ်ဗျာအဲ့ချိန်ကြီးကိုတက်ပေးလိုက်မှအဲ့နာယီကစပြီးလဲတာဗျာ ိုင်ချိန်စည်းမရှိဘူးဆိုလို့ချင်းအဲ့ဒါကြီးအလုံးလို့ချိန်စည်းတက်ပေးလိုက်မှအလုံးစားတော့ကလန်သူအေးချမ်းချမ်းနေနေတာကိုတရားရောက်ကလက်စော်ပြီးချိန်စည်းတက်ပေးတော့နာကြီးအလုံးလောက်ကဆိုလိုတဲ့သဘောကသူအဲ့လိုပြောတာပါပဲနောက်တစ်ခုကဇောချွေးပြန်နေရတဲ့ကြာကွေးခုံတန်းကိုညှိယူရတာမလွယ်ကောင်းနာကြီးဒါဆိုနာကြီးနောက်တစ်ခုပြောတာပဲသူကဘာလဲဆိုရင်ကွေးခုံတန်းနဲ့အလုံးလုံးတဲ့နာကြီးပါဗျာတခဲနဲ့ပေါ့ခန္ဓာကိုယ်မှာပတ်ထားလိုက်မယ်ဆိုရင်ဘုလူခန္ဓာကိုယ်ကသွေးကြောတွေကသွေးတိုးနေတဲ့ဟာနဲ့သူအလုံးလုံးတဲ့ ဲ့တော့လူကပင်မမလှုပ်လှုပ်တဲ့အခါမှာသွေးခုန်တယ်မမှန်တော့ဘူးဗျာခန္ဓာကိုယ်မှာသွေးရအာသွေးခုန်တယ်မြန်လာတာညော့သွားတာအဲ့ဒါကိုလိုက်ပြီးတော့ဒီပတ်ထားတဲ့နေရာလိုက်ပြီးချိန်ပေးရတာမလွယ်ဘူးတဲ့သူကပြောတာပါဗျာနောက်ကတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပြီးညနာတူလို့ရောအလေးချိန်ချိန်ပြုနေရတယ်နှုတ်ဆက်တကွနေစာကျူကဒုက္ခဝေကျူးလံမင်္ဂလာပါဆိုနာယီရောပြောကြည့်ကြတယ်ဗျာနာယီရောပြောနေ့တိုင်းကြည့်ရမနမိုးလေးကလည်းနာယီကြည့်ရအဲ့လိုနာယီကြည့်လိုက်နာယီကပြန်ပြီးမင်္ဂလာပါဆိုနှုတ်ခွန်းဆက်တာပေးရတယ် ပြီးအဲ့သူ့ကိုကြည့်တဲ့နိုင်ကြီးတဲ့သူ့နိုင်ကြီးကိုချစ်လို့ကြည့်ရလဲမဟုတ်ဉာဏ်လို့လို့ကြည့်ရမှာမဟုတ်သူတို့နိုင်ချင်းသိချင်လို့ကြည့်ရပြီးရင်ပြီးသွားပြီဗျာပြောလို့တဲလောက်ကိုကြည့်ရဆိုတာဉာဏ်လို့လို့ကြည့်ရနှစ်သက်လို့ကြည့်ရဒီမှာနိုင်ကြီးကတော့အဲ့လိုကြည့်ရမှာပြောတယ်အချိန်သိပြီးပြီးသွားဘလုံးနေနေဆိုပုံစံမျိုးကြည့်ကြသူအဲ့ဒါကိုပြောတာဗျာမျက်နှာအတုတွေသူ့ကိုကြည့်ချင်လို့ကြည့်ရမှာမဟုတ်ဘယ်လိုအဲ့လိုလာကြည့်ရမျက်နှာအတုတွေအလေးချင်ချင်ပြုတ်နေရတယ်နေစာတူပါဒုက္ခကိုကြည့်လွန်ပါတယ်ဆိုတော့နမိတ်ပုံပြတယ်ကြားလိုက်တာဗျာအဲ့ဒီအဆောက်ကိုပြောတော့သူကဒီကပြားကပြောတဲ့ခက်ကတော်မဂဇင်းကိုရောက်လာတာသူကဘာကိုရည်ရွယ်ပြီးရေးတာလဲဆိုရင် နာယီနဲ့နမိတ်ပုံပြပြီးတော့တို့တက္ကသိုလ်ကျောင်းသားတွေနဲ့ကတိကတွေရဲ့ဒုက္ခတွေတော့ကတွေကိုရှင်းပြကြတာဖြစ်ပါတယ်ဗျအဲ့ဒါလည်းပြောထက်ရှင်းပြပါဗျကောင်းစဉ်ကနာယီနာကျင်နေလဲရည်နေရတဲ့ပြည်ဆိုနာယီဆိုပြောလို့ဘဝမှာနေလဲနာကျင်ရတယ်ဒါပေမဲ့ပြောလို့ရည်မောပြီးတော့ဆက်ဆံနေရအစားအစာဆင်းရတာတွေအနေဆိုင်ဆင်းရတာတွေမပျော်ဘဲနဲ့စာရည်ကျက်နေရတာတွေမိသားစုနဲ့တူနေခြင်းမှာခွဲနေရတာတွေအဲရည်အစင်ပြုံးနေစင်အစားဖြစ်ဒီပေါ်လေး ဲ့လိုလလာချင်းပိုင်းမှာပြောရည်မောမောနဲ့နေနေရတယ်။သူအဲ့ဒါကိုဆိုလို့ပြန်လာပြီဆိုခေါင်းစင်တလိုက်တယ်။ဘသူလက်ဆော့ကြီးချိန်တိလာတက်သွားတာလေ။ဆရာတော်ပဲဒီတော့အဲ့ကြောက်ခိုင်းနေ။ချိန်တိတက်လာတော့ဆရာတော်ပဲပြောဒီလိုပဲတွေ့ရတယ်။ဒီလိုကိုကြည့်ရတယ်ဒီလိုဒီမှာဆရာတော်ရဲ့ရှေ့မှာရှိနေတဲ့ဘုန်းကြီးဥရာဇာတို့ဘုန်းကြီးဥတော်သူဆန်သူအေးစစသူကြောင့်မှသူနှက်နေလို့ရတယ်။ဆရာတော်ကပါလို့လိုက်တယ်။အဘမခဆိုတဲ့ချိန်ကြီးဆွဲပေးလိုက်တယ်။အဲကတိကဆိုတဲ့ချိန်ကြီးဆွဲပေးလိုက်တယ်။သူတို့ကျောင်းနဲ့ပတ်ပြေးနေရတာအချိန်ကြီးတန်တန်းနဲ့လေ။ ညနေဆရာတော်တွေလမ်းလျှောက်သွားပြီးတော့ပြန်ကြည့်အာပြန်တကယ်ပြဖတ်ပြီးတယ်ဘုန်းကြီးတော်တို့ဘုန်းကြီးတို့ရာဇာတို့ဘုန်းကြီးဦးရီရတို့လမ်းလျှောက်တာဟာဆရာတော်ချင်းကြီးတန်းလိုက်နဲ့သွားတယ်တွေ့ရတယ်အကြောင်းမလေးဆိုလည်းပြောဖတ်တယ်ဒီလိုပဲဒီလိုတာကြည့်လိုက်ရတော့ကြောင်းသားလေးဆိုလို့ရှိရင်ကိုယ့်ကိုအေးစစ်စစ်စာချလမ်းပြီးနှက်နေရအကြီးအကြီးရွာလာအေးစစ်နေလို့ရဘီရဘွဲအန်ဘီဘွဲဆိုချင်းဒီကောက်တက်ပေးလိုက်တာအလုပ်လုပ်ပါပဲပြောဘာမှလုပ်လို့မရတော့အဲ့ဒါဆိုလို့ပြီးတော့ခင်ဗျာဆရာရေးထားတာဗျာ အဲ့တော့ဇောချင်းပြန်နေရတဲ့ကြာသွေးပုံကမှီရောတယ်မလွယ်အောင်ဒါသူတော့ဆဆနနာရစ်ဟာတို့ကြည့်လိုက်ရင်ဒီကြောင်ဆိုလို့ရှိရင်ဆရာတော်ကဥဆောင်ပါတို့နိုင်ငံရေးတွေမကောင်းစီးပွားရေးတွေမကောင်းပြည်သူတို့ဆင်းရဲမွဲတွေကိုလည်းများလာတဲ့ခါတို့ရက်တီရထက်လာဒီရအစမီးရအစဆရာတော်ပတ်ပြီးပြင်းနေရတာဇောချင်းပြန်နေအရင်တော့ဆိုပြီးတက်နေရောလားအရင်တော့ဆရာတော်နိုင်ငံရေးကောင်းတယ်ကိုဗစ်တွေပါမဖြစ်ခင်တို့ဒီကြောင်မှာတို့တစ်သေးပဲတို့အေးစေပဲတို့တစ်သေးတာအောင်ရှုံးပြရပြီးတော့နေရခုနကဆရာတော်မရတော့ဘူးသူ နိုင်ငံရေးစီးပွားရေးခက်ခဲတဲ့ကြားမှာဒါတွေလက်ဘက်ကိုတက္ကသိုလ်လက်ဘက်ကိုစင်ယုံလက်ဘက်ကိုအများကြီးလက်ဘက်ကိုသူစူးစမ်းအဲ့လိုဆရာတွေစူးစမ်းပြီးတော့ virtual ပြန်နေဆရာတော်ရဲ့နှက်ဒီသွေးခုံတန်းနဲ့ပြောလို့လက်ဘက်အဲ့တော့အဲ့သွေးခုံတန်းကိုပြောလို့လှမ်းပြီးဖမ်းနေရတယ်မလွယ်တော့ဘူးဆိုတော့သူပြောတာခင်ဗျာဆရာဒါသူတော်တော်ကောင်းကောင်းလေးရေးထားတာဗျပုံမြင်နေမင်းလာပါလို့နှစ်ခွန်းဆက်တာညနာအတုတွေကိုအလေးချိန်ချိန်ပြုတ်နေဆိုလိုတာပြောလို့မပြောဘူးလေမပြောလဲနေနေရတာပဲပြောလို့တွေ့ပြုံးပြန်ဆရာမနေ့မိုးလင်းတာနဲ့ဆရာလည်းမပြောဘူးဤလေလေနဲ့ ်ဟာမင်္ဂလာပါကျောင်းသားရတယ်မင်္ဂလာပါဟုတ်အတန်းပြောစာရသင်ရတယ်ပြောလို့သင်တာမဟုတ်ဘဲပြောလို့အသိပညာနဲ့သင်ရတယ်ငါတို့ဒါလို့မသင်လို့မရဘူးဒါလည်းတက်ဆောင်မှဖြစ်မှာပေါ့ဒါလည်းတက်ဆောင်ငါတို့ဘာသာသံဃာပြုနိုင်တာအလုပ်လုပ်နိုင်တယ်လူတွေနဲ့ရင်ပေါင်းတက်ပြီးစကားပြောနိုင်တယ်အဲ့လိုဒုက္ခချက်တွေနဲ့မပြောတော်လည်းပဲပြောတော့အဲ့လိုစ조사နိုင်နေရအဲ့ဒီလိုစိတ်ကြက်ကလေးမပြောပင်မှလည်းအဲ့ဒီလို조사ပြီးတော့သင်ယူနေတဲ့စိတ်ကြက်ကလေးကိုအချင်းချင်းအာအလေးအရေးတူထားရင်လေစာရင်းနဲ့ပဲ နေ့စဉ်ဒုက္ခတွေကိုကြုံတွေ့နေရတယ်ဆိုတော့ဘုရားဆရာရေးထားဖြစ်ပါတယ်ဗျာအာဒီကပြာကပြောချင်တာဘာလဲဆိုတော့မော်ဒန်ကပြာဆိုတာကရေးချင်လို့ရေးတာမဟုတ်ပါဘူးဗျာသူ့မှာနမိတ်ပုံပါပါတယ်ဗျာအဲ့နမိတ်ပုံเนี่ยပြောတော့ကတစ်ဆင့်ခံပြီးတော့တွေးယူမှာတွေးယူပိုင်းမှာအရသာရှိရဖြစ်ပါတယ်ဗျာအဲ့တော့မော်ဒန်ကပြာဖြစ်ပါတယ်ဗျာဆရာတော့ပြောအချိန်ပြည့်ပြီလားပြည့်တော့ကြားနေပါဘူးအာကြားအဲ့ဆိုပြီးတော့ညောင်းချောင်းလို့ဆိုပြီးတော့ဒီနေ့ပြောသွားတာကတုဒ္ဒဆာပင်နဲ့ရတ္တဆာပင်နှစ်ခုရှိပါတယ်ဗျာ ရတ္တစာပေရနှလုံးသားအလုံးလုံးပြီးတော့သူတ္တစာပေရဥဏ္ဏကိုအလုံးလုံးပါတယ်ဗျာသူတ္တစာပေရရတ္တစာပေရနှစ်ခုသလုံးကိုညံ့ညတ်တတ်ဖတ်မှတာလေလူဟာဥဏ္ဏကောနှလုံးသားကိုကျမ်းမာတဲ့လူဖြစ်မှာဖြစ်ပါတယ်ဗျာနောက်တစ်ခုကရွယ်လို့ကဗျာဆိုတာကညမကဗျာမှာတော့သူ့ရဲ့ရေတို့လိုလေးစိုးတို့ဟာရသူ့အလုံးကြီးအကန့်အသတ်နဲ့သူစီးသူကန်နဲ့ရရတယ်လို့မောရကဗျာမှာလည်းသူ့ပုံရိပ်နဲ့သူ့တတ်တနနဲ့သူရှိတယ်ဆိုတာရှင်းပြရင်ပြီးတော့ဒီကုန်းချုပ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ